ဘောဘောင်းနဲ့ချုံဝင့်ပေါ်လက်ခံနိုင်စရာမရှိဘူးလို့ဖွင့်ရပြောဆိုလိုက်တဲ့အသင်းကောင်းဆောင်မာရီအိုဒီကဘောဘောင်းရဲ့ချုံဝင့်ပေါ်လက်ခံနိုင်စရာမရှိကြောင်းအာဆန်အသင်းရဲ့အသင်းကောင်းဆောင်မာရီအိုဒီကဖွင့်ရပြောဆိုလိုက်ပါလိမ့်အာဆန်နီကဘီအက်စီအသင်းနဲ့ချန်ပီယံစီမီဖိုင်နယ်ဒုတိယကျောပွဲစဉ်မှာတိုင်ခင်ဘောမောအသင်းနဲ့ရင်ဆိုင်ရောက်ခဲ့ရတဲ့ပရီးမီယာလိပွဲစဉ်မှာနှုတ်ကုတ်ကုတ်နဲ့အရင်နေခဲ့တာလည်းပဲဖြစ်ပါလေ။တက်ဂရိုက်စာဦးဆောင်ကိုသွင်းယူနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းပွဲစားချိန်68မိနစ်နဲ့85မိနစ်တွေမှာဘောမောအသင်းကခြေပါဂိုးနဲ့အနိုင်ဂိုးတွေသွင်းယူခဲ့တာလည်းပဲဖြစ်ပါလေ။ ပထမပိုင်းမှာဥဆောင်ကိုရာပြီးဘွဲကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ဒုတိယပိုင်းဇာဘုံဟာလက်ခံနိုင်စရာမရှိပဲအလုံးလုံးကိုနှေးကွေးစွာဇာခဲ့ကြောင်းအသင်းကောင်းဆောင်မာရီအိုဒီကက်ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ဘီအစီအစဉ်နဲ့ဘွဲကြီးဘဲကောင်ရှိနေတဲ့အတွက်ဘောမောင်တဲ့ရှုံးမတ်ကိုမေထားပြီးတော့ရှေ့ဆက်ဖို့အတွက်လိုအပ်ကြောင်းနဲ့ PSG အသင်းနဲ့ဘွဲစဉ်အတွက်အဆင်သင့်ဖြစ်နေဖို့လိုအပ်ကြောင်းလဲမာရီယိုဒီကက်ကဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ဂျမ်မီယန်လီမာဘူးကိုဂုံပြူထိုက်ပါတယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့ချက်သေးတဲ့နောက်ကစားမကိုကူရလား။ ပရီးယားလိချန်ပီယံလီဗာပူးဟာဂုဏ်ပြုမှုနဲ့ထိုက်တန်ကြောင်းချက်စီသင်းရဲ့နောက်ခံဇာမကူကူရယ်လာကဖွင့်အားပြောဆိုလိုက်ပါတယ်။ချက်စီသင်းကတော့ဒီကနေ့ဒိန်းဝင်နေမှာဇာမရဲ့လီဗာပူးသင်းရဲ့ပွဲစဉ်မှာကွင်းထဲဝင်လာမဲ့လီဗာပူးသင်းကိုချန်ပီယံသင်းဖြစ်လက်ခုပ်တီးပြီးဂုဏ်ပြုပေးသွားမှာလည်းပဲဖြစ်ပါတယ်။လဘောတင်အားချန်ပီယံဆူလာရောက်ယူနိုင်တဲ့အသင်းဖြစ်တာကြောင့်ဘွဲမဆခင်မှာလိုအပ်လို့လက်ခုပ်တီးဂုံပြူရမှာနဲ့ထိုက်တန်ကြောင်းဘွဲဆောင်ရင်းနာနဲ့ပြန်နေသူတို့ရဲ့ရီမန်ချက်တွေအတွက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းကိုဂူရယ်လာကဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ် လွန်ခဲ့တဲ့10နှစ်2005မေလကလည်းစတီဗင်ဂျရက်အိုးဆောင်တဲ့လဘောအသင်းသားတွေဟာအဲ့ဒီအချိန်တုန်းကချန်ပီယံဖြစ်ခဲ့တဲ့ချဲစီအသင်းသားတွေကိုစတမ်ဘူဘရစ်မှာပဲလောက်ခုတ်တီးပြီးတော့ဂုဏ်ပြုပေးခဲ့ကြပါတယ်။ပရီးမီယာလိလက်ကျန်ပွဲစဉ်တွေကတော့ဂုဏ်သိက္ခာအတွက်ကစားမယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့နေပြာအာမိုရင်ပရီးမီယာလိလက်ကျန်ပွဲစဉ်တွေကိုအသင်းရဲ့ဂုဏ်သိက္ခာအတွက်ကစားပေးသွားမယ်လို့ယူရတဲ့နေပြာအာမိုရင်ကဖွင့်ရပြောဆိုလိုက်ပါတယ်။ ရော်ဒယ်သင်းကလည်းချန်ပရီယားလိပွဲစဉ်ဖြစ်ဘရန်ဖို့ဝါဆန်ချဲစီအက်စတိုမီလာတို့နဲ့ရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်ရော်ဒယ်သင်းကယူပါလိဆင်မီဖိုင်နယ်ပရမတ်ကျော့မှာဘီဘောကို3ဂိုးပြန့်တဲ့နိုင်ရရှိထားတာကြောင့်ဘောလုံးဘက်ကိုတက်ပြီးဆူလာရယူအားချန်ပလီဝင်ခွင့်ရယူနိုင်ဖို့လိုအပ်နေတာကြောင့်ပရီးမီးယားလိထက်ဆိုင်တော့ယူပါလိကိုပုံမအယုံဆိုင်သွားမှာလည်းပဲဖြစ်ပါလိမ့်တော်ပြန်လည်းပဲနီးပြအောင်မလို့ကတော့ပရီးမီးယားလိမှာတိုင်ပွဲဝင်စရာအီမန်ချက်မရှိတာကြောင့်အသင်းရဲ့ဂုဏ်သိက္ခာထွက်တာရှင်ပြန်စားသွားမှာဖြစ်ပြီး ရေပါလိပွဲစဉ်မှတိုင်ခင်တိုင်ဟာပြဿနာတွေကင်းစင်နေဖို့လိုအပ်ကြောင်းဖွင့်ရပြောဆိုသွားကြတာလည်းဖြစ်ပါလိမ့်စရောဒီကနေ့ညရဲ့ပရိမြလိပွဲစဉ်35ပွဲကြို3တန်းချက်တွေကိုလည်းတင်ဆက်ပေးကြပါလိမ့်နံပါတ်1 Brandfo Man United ရမ်ဘူအသင်းရောရောင်းတဲ့အသင်းမှာအမှတ်ကတော့မလိုအပ်တော့ပါဘူး။ဒါပေမဲ့လည်းနှစ်သင်းစုံအမှတ်မလိုခြင်းကတသင်းနဲ့တသင်းထောက်ထားစေရမလိုဘဲနဲ့ခြေကုံထုတ်ကစားနိုင်တဲ့ဆိုတဲ့အချက်ကလည်းစဉ်းစားရမှာလေးပဲဖြစ်ပါလိမ့်။တခုရှိတော်ကရောင်းတဲ့အသင်းကပွဲပန်းထားနိုင်ပါလိမ့်။ပြီးတော့ဒီရဇာမအချုပ်ကိုလည်းအနာပေးထားနိုင်ပါလိမ့်။နေပြမွန်ကလည်းဂုံသိန်းခါထွက်လာပဲဇာမယ်လို့ပြောဆိုထားတော့ဘရမ်ဘူရဲ့အင်ကွင်းကလည်းအားကောင်းပါလိမ့်။ဆိုတော့ဘရမ်ဘူအသင်းကိုပဲပို့ပြီးတော့ကြိုက်ပါလိမ့်။ Friday နေယူကစား ရိုက်တန်ကအဆင့်9နေရာမှာရှိပြီးတော့ယူပါလီဒါမှမဟုတ်ယူပါကွန်ဖက်လီဝင်ကွင်းအတွေ့မျောလင်းလို့ရနေသေးတာဖြစ်ပါလိမ့်။အဲ့ဒီအချက်ကပဲဘွဲကိုရလက်ကောင်းတွေအသေးအတန်ကစားသွားမယ်ဆိုတဲ့အချက်ဖြစ်ပြီးတော့နယူကာဆယ်အသင်းကိုခက်ခဲစေမယ့်အချက်လည်းပဲဖြစ်ပါလိမ့်။နယူကာဆယ်အသင်းတွေအမှတ်ရလို့မဖြစ်တဲ့ဘွဲစဉ်ကိုကြည့်ကစားရမှာဖြစ်ပြီးဒီဘွဲကိုလည်းအပြည့်အဝအာရုံစိုက်ပြီးကစားပါလိမ့်မယ်ဖြစ်ပါလိမ့်။ဒါမဲ့ရိုက်တန်ကိုတော့ပို့ပြီးတော့အကြိုက်တွေးမိပါလိမ့်။ဝါဆန်စပါ ဒေါ်လန်ဟော့စပါသင်းနယ်ဘာကပို့ပြီးတော့အရေးကြီးလဲဆိုတာအလုံးလဲသိကြမယ်လို့ထင်ပါတယ်။စတော့ဂရီယန်ဘော်ဒါကတော့အသိမှဇာမာကောင်းတွေရှိပါလေရဲ့နဲ့တင်တော့တိုးတက်လာခြင်းမရှိသေးဘူးလို့ဝေဖန်ခြင်းခံရပြီးနိုင်ဝဲဆာလောင် နေသူတယောက်ဖြစ်ပါလေ။စတော့ဝါဆန်သင်းကိုပဲပို့ပြီးအကြိုက်တွေးမိပါလေ။ချဲစီလက်ပါဘူး။ဂျာမနီဝင်ဝင်အတွက်ရုံးကန်နေရတဲ့အသင်းတွေဟာမှတ်တယ်လဲတိတ်မကွာကြတာကြောင့်ဘွဲစင်တဲ့ဘွဲအပြီးမှာရက်တီမှုကအပေါ်လဲတက်သွားနိုင်တယ်လို့အောက်ကလည်းဆင်းသွားနိုင်တဲ့အခြေအနေမျိုးဖြစ်နေပါလေ ဂျက်ဒီနီရဲ့လက်ရှိအခြေစွမ်းဟာလဘဝသင်းကိုမလို့မမရှင်တန်းတဲ့အနေထားပဲဖြစ်ပါလိမ့်။ဒါမှလည်းပဲချဲစီအသင်းကံကောင်းသွားတာကဒီပွဲစဉ်ဟာလဘဝအသင်းရဲ့အမှတ်မလို့တော့ခြင်းပဲဖြစ်ပါလိမ့်။အခြားဘက်မှာလည်းချန်ပီယံဖြစ်ပြီးရဲ့နောက်ပထမဆုံးဘွဲကိုလဘဝအသင်းကအားမထက်ပဲကစားလာမယ်ဆိုတာမေးခွန်းထုတ်စရာတော့ဖြစ်နေပါလိမ့်။အဒီရစားမှာချို့တော့အနည်းပြကြီးအာလင်းစတော့ကအနာပေးထားနိုင်ရှိတော့ရှိပါလိမ့်။ဒါမှလည်းလဘဝအသင်းဘလို့ဒီအသင်းနဲ့ဘွဲထွက်လာမလဲ။ချက်သေးတဲ့လက်ရှိခြေစွမ်းကတော့ခက်နေအောင်မယ်လို့ထင်ပါလိမ့်။ ဂျဲဒီသင်ကံကောင်းသွားတာကရိယာစားမအချို့ပြန်လဲစုံလင်လာပြီးတော့အနံ့ရဖို့အသေးအသံရုံးကန်ရမှလည်းပဲဖြစ်ပါလိမ့်။သို့ပေမဲ့လဘဘူးကိုပဲအကြိုက်တွေးမိနေပါလိမ့်။အလစနာနိုကိုရီယမထွေအသင်းကိုစောစောစီစီပဲပြောင်းရွှေ့ခွင်ပေးလာတော့မယ်လေပါဘူးလေပါသေးရကလကပလာပြိုင်ပွဲစဉ်မတိုင်ခင်ထွန့်အလစနာအာနိုကိုရီယမထွေအသင်းကိုပေါင်တသန်းနဲ့ပြောင်းရွှေ့ခွင်ပေးလာတော့မှလည်းပဲဖြစ်ပါလိမ့် ရီမထရီအသင်းကနွေရာသီမှာအမေရိကန်မှာတင်းမမဲ့ကလာကွာဘလာမစတိုင်ခင်ထရန့်လန်ဆန်နာအာနုကိုခေါ်ယူလိုနေတာလည်းပဲဖြစ်ပါလိမ့်။အခုကောင်မှာတော့လဘောင်းသင်းအတောင်ရှိသူတွေကလည်းထရန့်လန်ဆန်နာအာနုကိုရီမထရီအသင်းကိုစောစောစီစီထွက်ခွာခွင့်ပေးမှုနဲ့အတူလောကအသုံးစရွှေတာနိုင်မှာဖြစ်လို့ခွင့်ပြုဖို့အသင်းရှိနေတယ်လို့သိရှိရပါလိမ့်။လာဇနာနိုရဲ့လဘောဒင်းရဲ့စာချုပ်ဟာဇော်လာ30ရင်းနေမှာကုံဆုံးမှလည်းပဲဖြစ်ပါလိမ့်။ဒါမဲ့ရီယယ်မက်ထရစ်မှာထရန့်လန်ဇနာအနုပ်ကိုဒီမီတိုင်မီကလပ်ကဘာဘလာပြိုင်ပွဲစဉ်အတွက်ခေါ်ယူလို့နေတာလည်းပဲဖြစ်ပါလိမ့်။ ဖီဘာကလပ်ဘလာပြန်ပွဲဝင်အသင်းတွေအတွက်အစားမခေါ်ယူရေးအစီအပြေဇင်ရန်အတွက်ဇွန်လ၁ရက်နေ့ကနေဇွန်လ၁၀နေ့အထိ၎င်းဇွန်လ၂၈နေ့ကနေဇွန်လ၃ရက်နေ့အထိ၎င်းအထူးအစားမပြောင်းရွှေ့နှစ်ခုလှုပ်ဆောင်ပေးထားတာလည်းပဲဖြစ်ပါလိမ့်ရီယယ်မထရင်တင်ကတော့ဇွန်လ17ရက်နေ့စော်ရီကလပ်အီလီယန်တင်းကလပ်ဘလားပွဲစဉ်ဖွင့်ပွဲမတိုင်ခင်ထွက်လာစနအာနုကိုခေါ်ယူဖို့အတွက်လပေါင်းသင်းကိုပေါင်း8,500ပေးချေရမှာလည်းဖြစ်ပါလိမ့်